ိကခံစားပြီးလိမ့်ပေးရတော့သူတို့ဒရိုးသမီးလေးတယောက်ပေါ့နော် bright shower ဆိုတော့ပေါ့ပါပါလေးပေါ့ဒါပုံစံမျိုးလေးကိုလိမ့်ပေးဖြစ်တယ်ပြီးတော့လည်းဟိုပို့ကယူဆိုင်တယ်ပေါ့နော်ကယူဆိုင်ဆိုတော့သူတို့ဒရိုးသမီးဆိုပို့ပြီးတော့ fee ပို့ ထဲ့တယ်ဘာလို့လဲဆိုတော့တို့သမီးတွေကတသက်မှတစ်ခါလာကြညာမင်းသမီးကြောက်ကိုလိန်နေကြလေလုံနေကြသူ့ဘလောက်ထိလိန်ဘလောက်လာမယ်ဆိုတော့ကသိပြီးသားနေလေလာမယ်များရင်လာမယ်ဘလို့ဆိုတို့သမီးကြောက်အဲ့လိုမဟုတ်ပို့ပြီးတော့ဟိုဖီထဲ့ရပေါ့နော်အဲ့တော့ပို့ပြီးဖီထဲ့ပြီးတေချာဟိုလိန်ပေးလိုက်တော့လေရရဲ့ထရက်လာရက်ဆက်ကလည်းကောင်းတယ်အကောင်လာလာတယ်အဆင်ပြေတယ်ဆိုတော့ ဲသူနဲ့ကိုနေကန်ဆက်တယ်ပြောရမယ်အဲဆိုးပြည့်ရဲ့ပွဲလေးမြန်းတဲ့ပွဲလေးမှာလိမ့်ပေးလိုက်တော့လေအားလုံးကြိုက်ကြတယ်ကြိုက်ကြတော့အလုပ်တွေလည်းအများကြီးလာအပ်ကြတယ်ပေါ့နော်ဒီဒီဆိုငယ်သွားတယ်နှုတ်သွားတယ်အမေငယ်သူကိုယ်တိုင်လည်းအပြင်မှာတည်တည်လေးဖြစ်သွားတာဝိတ်တွေချလိုက်တာလေပြီးတော့သူကလည်း သူတို့ကလည်းလှပြီးသားဆိုတော့အဲကျွန်မရဲ့မင်းသမီးကြီး NDT ပေါ့ဒိရရဲ့အမေပေါ့ NDT ပေါ့နော်ခြေရရဲ့အမေမေဒီလိန်ခဲ့တယ်တခါမလိန်ဘူးဟိုတနေ့ကမှကြော်ညာကြီးတကူအမေလာထိုင်ဆိုပြီးကိုယ်စိတ်လိုလည်းရခေါ်လိန်ဟာသူကမလိန်ဘူးသူတို့ကြာ NDT ကလည်းအဲ့လိုမိတ်ကက်ကြောက်တယ်ထဲမှာပါကြောက်တယ်ဆိုတာလေလိန်လေးလိန်တာမရှိကောင်းတော့အပြင်သားသူတို့ကတော့လိန်ကြာဆိုတော့မိတ်ကက်ဆီကလည်းလည်းရာအမေလာဆိုထိုင်ပြီးအဲ့စိတ်လိုလည်းကိုယ်လည်းလိန်ပြီးလိန်ပြီးအဲ့ကြော်ညာကြီးပေါ့တကူလိန်ထားတယ်ပြီးဟိုပွဲတက်မှလည်းလိန်တော့ NDT ဟိုလိန်ပြီးတာကိုလည်းကြိုက်ကြတယ်လေလူကြီးဆိုတော့ပပကြီးကြီးပြပြလေးဆိုတော့အဲ့ NDT တီတို့တရှိတို့ပေါ့လေဒါကတော့သူတို့လေးပွဲလားမသိကြအောင်မအားရဆိုလိမ့်ပေးပြမှာပါ ကတော့ဆိုးပြေပွဲလိမ့်ဖို့စီရင်နေမှာသူမပါဘူးလေအစာရရလေမပါတော့ဒါပေမဲ့အဲ့လိုမျိုး bridal shower ပွဲလေးထပ်လုပ်မယ်ဆိုတော့အမိုင်းနဲ့ဒီဒီပေါ့အဓိကတော့ဒီဒီပေါ့နော်ဒီဒီကမေလိမ့်မေးတော့ဆိုပြောတော့ quality နိုင်ငံမှာလည်းတန်းတန်းတက်နေတဲ့အချိန်ဆိုတော့ပို့ပြီးအဆင်ပြေပါလေငါပို့ပြီးလုပ်ပေးမယ်ပစ္စည်းဆိုတော့ဝယ်လာခဲ့မယ်အကောင့်တွေပေါ့နော် brand တွေ brand တွေဆိုတော့ထပ်ဝယ်ပြတယ် brand ဆိုတော့ကိုယ့်အတွက်လည်းဝယ် brand မဟုတ်ဘူးပေါ့နော် make up ပစ္စည်း brand တွေကိုယ့်ကိုယ်တော့မဝယ်ဖြစ်တော့ကိုယ့်ကိုယ်ကနှစ်မျောလို့ brand မကင်တော့ကိုယ်ဥစား covid ပြီးတဲ့က brand ကင်တာတော့ brand ဝယ်တော့ရအောင် shop လိုက်တယ်အဲ့တော့ဘာလို့လဲဆိုတော့ကဘာ ါပဲပတ်ပဲဗောနော်ဆိုတော့ဒါပေမဲ့လုပ်ငန်းအတွက်ကြောက်လဲအစရ brand ပဲတုံးတယ် brand နေလဲကြိုက်တော့ brand နေဝယ်လာဖြစ်ပါတယ်အာအကောင်တော့တော့အဓိကတော့ဒီဒီနဲ့စိုးပြင်းနဲ့လိမ့်ပြဖြစ်တယ်ဗောနော်ကျန်တဲ့လူတွေတော့သဖြင့်လုပ်ပြဖြစ်တယ်လူတွေဟာလေးတွေလုပ်ပြဖြစ်တယ်သူတို့ဘာတွေလဲလိမ့်လာရလဲပါတယ်ဗောနော်အဓိကတော့ဘယ်လိုမျိုးလဲဆိုတော့အဓိကခံစားပြီးလိမ့်ပြရတော့သူတို့သမီးလေးတယောက်ဗောနော် bridal shower ဆိုတော့ပေါ်ပါပါလေးဗောဒါပုံစံမျိုးလေးကိုလိမ့်ပြဖြစ်တယ်ပြီးတော့လဲဟိုပို့ကြီးဆိုင်တယ်ဗောနော်ကြီးဆိုင်ဆိုတော့သူတို့သမီးဆိုပို့ပြီးတော့ fee ပို့ ထည့်တယ်ဘာလို့လဲဆိုတော့တို့သမီးတွေကတသက်မှတစ်ခါလာကြညာမင်းသမီးကြောက်ကိုလိန်နေကြလေလုံနေကြသူ့ဘလောက်ထိလိန်ဘလောက်လာမယ်ဆိုတော့ကသိပြီးသားနေလဲလာမယ်များရင်လဲလာမယ်ဘလို့ဆိုတို့သမီးကြောက်အဲ့လိုမဟုတ်ပို့ပြီးတော့ဟိုဖီထည့်ရပါတော့အဲ့လိုပို့ပြီးဖီထည့်ပြီးတေချာဟိုလိန်ပေးလိုက်တော့လေရရဲ့ထရက်လာရက်ဆက်ကလည်းကောင်းတယ်အကောင်လာလာတယ်အစင်ပြေတယ်ဆိုတော့ဝမ်းတာတာပေါ့နော်မိတ်ကက်ဆရာတရားပီတီပေါ့ဟုတ်စိုင်းတာပေါ့နော်မိတ်ကက်တွေအရန်များတယ်ဆိုလို့ရှိရင်တင်းတင်းကြပ်ကြပ်ကြီးဖြစ်နေတော့သူနေရတဲ့လူတွေကလည်း comfortable မဖြစ်ဘူးပေါ့နော်ခုသူ့လိန်နဲ့မိတ်ကက်တွေဆိုလို့ရှိရင် skin care ကိုအခြေခံပြီးလိန်ထားတယ်ပြီးတော့ ောကြတော့လေ makeup ဆိုလေပါပါလေးပဲလိမ့်တာကို makeup ကတကယ်ပါပါမှာပါပါလေးပဲအခုဒါတမျိုးလေခုနမြင်ပါပါသင်တန်းပြတဲ့အချိန်မှာဆိုလုံးဝအသားလေးပေါ်မှာပဲအရောင်လေးတွေလိုအပ်တဲ့အရောင်လေးတွေပြင်းနေတာမလိုတဲ့ဟာဘာမှမပါအောင်တကယ်ပါနေဆိုအရင်တော့လည်းတပြင်းလိုက်ချတာတော့လည်းမဟုတ်ဘူးသူရှိတဲ့နေရာလေးမှာရှိတယ် eye shadow ဆိုလေသူရှိတဲ့နေရာမှာမျက်တောင်လေးဆိုတော့တပြင်းချင်းတပြင်းချင်းတပြင်းချိန်လိုက်တာနေတယ်ဟို ပကြီကားပေါ့တံမိုးရှိတဲ့ပကြီကားတစ်ချက်ကိုကြည့်ရအောင်လို့ကိုလည်းပိုစူးစမ်းနေရပေါ့လေဟုတ်အဲ့တော့မမေမြက်နဲ့ကိုနေရလဲမမြက်ဝါဆိုနဲ့ကိုနေရလဲတစ်ချိန်လုံးတိုင်မြင်တာဗောနောပွဲလေးမှာကောင်းကျင်တယ်ကိုလုတ်ခွင့်ရရတဲ့အချိန်မှာအဆင်ပြေဆုံးပဲဒါရမှတ်တိုင်မယ်လေဒါဆယ်လီတွေရဲ့ပွဲဆိုတော့မှတ်တိုင်မယ်ဆိုတော့အကောင်းဆုံးဖြစ်ချင်ကြတော့အမကြီးဘယ်လိုလဲကြအောင်တော့ဝတ်ဆုံးဘယ်လိုလေးလုတ်ကြမယ်နော်မစပင်ဒီလိုလုတ်မယ်ကြိုက်လားဆိုကြိုက်တယ်မတုဒါမတုအပိုင်းမတုလုတ်တာအကောင်းဆုံးပြေကိုလည်းအေးလှလိုက်တာဝတ်ဆုံးလေးဆိုကျေနပ်ရတယ်ဗောနောအဲ့လိုမျိုးဆိုအဓိကတော့ thing what ပေါ့ဟိုရိုက်ကူးရေးမှာဆိုလဲအဲ့နေရာတပုတ်ဆရာ ဆိုလို့ရှိရင်လည်းတော်တယ်ပြီးတော့ရိုက်ပေးရဲ့ဗီဒီယိုမန်နေလည်းတော်ပြီးတော့ကြောက်ရလည်း ပါဝင်ပေးကြတဲ့ဒီမင်းသားမင်းသမီးတွေပေါ့လေအဲ့ဒါလည်းအကုန်ကိုညီမအရင်းနေလို့မျိုးပဲပြောရွှင်နဲ့လို့တော့တနေ့ကုန်လုံးပြီးလို့ပြီးသွားမှန်းတော့မသိဘူးမနေ့ရှုတဲ့၈နာရီရတဲ့ညနေ9နာရီလောက်ထိဝုံဝုံစားလိုက်ကြတောက်လိုက်ကြဆိုပြမိရတဲ့အတုဆုံးပိုင်းမှာလာညမမလည်းနေတုတ်ကြွေးလိုက်ဒီဒီရိုတွေလုတ်ပေးကြပေါ့လေအကုန်ဒီဒီရိုမှာအီဆိုဆိုလည်းမိတ်ကလေးတွေအချိန်ထိတစ်ချင်လုံးပေးနေမှာနေပြီးတော့ဟဲ့ဘလို့လိမ့်တာလဲလှလိုက်တာနေသစ်တရားကောင်းလိုက်တာလို့မျိုးဆိုလေကိုလည်းအားတက်ရတယ်ပျော်ရတယ်ပေါ့လေအဲ့ဒီတနေ့လုံးဟုတ်အဓိကကတော့ဒီဒီနေကလိမ့်တာ20ကျော်ပြီပေါ့နော်ဒီဒီဆိုလို့ ရှင်လည်းအဲတောင်တန်းကိုမအားတဲ့အခါတွေမှာဒါတဖြစ်မိတ်ကက်ဆရာရင်နဲ့လိမ့်တာများတဲ့အခါကျရင်တော့ကုကက်ကတည့်တဲ့အချိန်မှာဒီဇိုင်းနာတို့စတိုင်လစ်တို့စီစဉ်ရင်တော့လည်းလိမ့်ပြတာများတယ်ဒါပေမဲ့ပင်နိုင်ပင်နိုင်မိတ်ကက်လို့ပြောလို့ရပါဘောနော်အနည်း20ကျော်လောက်ဆိုတော့ပင်နိုင်မိတ်ကက်အနေနဲ့လိမ့်ပြဖြစ်ပါတယ်တတိယကတော့ဟိုပြီးတော့ကြတော့ကိုကလည်းခုဆိုအစ်စ်အစ်စ်တွေလိမ့်လိုက်ဆိုကိုကပင်နိုင်မင်းသမီးတွေဆိုတော့ဆိုပိုလိမ့်ပြချင်တာဘောနော်ပိုပြီးလောက်အောင်လုပ်ပြချင်တယ်ဖန်ဆင်းပြချင်တယ်ဆိုတော့လည်းအဲသူနဲ့ကိုနေကန်ဆက်တဲ့ပြောရမယ်အဲဆိုပြည့်ရဲ့ပွဲလေးမြန်းတဲ့ပွဲလေးမှာလိမ့်ပြလိုက်တော့လည်းအလုံးအကြိုက်ကြတယ်ကြိုက်ကြတော့အလုပ်တွေလည်းအများကြီးလာအကြ တယ်ပေါ့နော်ဒီဒီဆိုငယ်သွားရင်နုသွားတယ်အမေငယ်သူကိုယ်တိုင်လည်းအပြင်မှာတည်တည်လေးဖြစ်သွား weight တွေချလိုက်တာလေပြီးတော့သူကလည်းသူတို့ကလည်းလှပြီးသားဆိုတော့ကိုယ့်ရဲ့ပညာနဲ့ပေါင်းဆက်လိုက်တော့လေပို့ပြီးကြည့်ကောင်းပါပေါ့လေ တ်ကျမရဲ့မင်းသမီးကြီး NDT ပေါ့ဒီရဲ့အမေပေါ့ NDT ပေါ့နော်ခြေရရဲ့အမေမေးဒီလိန်ခဲ့တယ်တခါမလိန်ဘူးဟိုတနေ့ကမှကြော်ညာကြီးတကူအမေလာထိုင်ဆိုပြီးကိုယ်စိတ်လိုလဲရခေါ်လိန်ဟာ तू ကမလိန်ဘူးတို့ကြောက် NDT ကလည်းအဲ့လိုမိတ်ကက်ကြောက်တယ်ထဲမှာပါကြောက်တယ်ဆိုတာလေလိန်လေးလိန်တာမရှိကောင်းတော့အပြင်သားတို့ဘာတို့လိန်ကြဆောင်မိတ်ကက်ဆရာနဲ့လဲရာအမေလာဆိုထိုင်ပြီးအဲ့စိတ်လိုလဲကိုယ်လဲလိန်ပေးလိန်ပေးပြီးအဲ့ကြော်ညာကြီးပေါ့တကူလိန်ထားရဲ့ပြီးဟိုပွဲတက်မှာလဲလိန်တော့ NDT ဟိုလိန်ပေးတာကိုလဲကြိုက်ကြရဲ့လေလူကြီးဆိုပပကြီးကြီးပြပြလေးဆိုအဲ့ NDT တို့ကြီးတို့ပေါ့လေဒါကတော့တို့လေး ွဲလားမသိကြအောင်မအားရဆိုလိမ့်ပေးပြမှာပါဟုတ်